မင်္ဂလာပါရှင်အိမ်အောင်ပြုကြတဲ့အိမ်အောင်ပြုကြတဲ့အခါမှာအသက်ရွယ်กว่าတဲ့ဟာလေးပေါ့နော်အိမ်အောင်ပြုလို့ရလားဆိုတဲ့ဟာကိုဒီနေ့မိတ်ဖီလိုလေးနဲ့ပြောပြွားမယ်မရက်ဒီအောက်ကအိမ်တော်ရေးထွေရှင်းရှင်းနဲ့เนาะအမျိုးသားမျိုးသမီးကျမ်းမာရေးကိုအခြေခံပြီးတော့ဖွင့်ထားပေးခြင်းဖြစ်တယ်အဲဒီနေ့မရက်စီကို client တအုပ်ပေါ့เนาะအခုဒီဗီဒီယိုလေးလောက်ခံနေရလာပြီးတော့မေးတယ် เนาะအဲ့ဒါလေးကိုအခြေခံပြီးမိုက်ပြပြဒီနေ့မိုက်လာပြမယ့်အကြောင်းအရာတခြားဟာပေါ့เนาะဒါပေမဲ့သူဒါလေးလာပြလိုက်တဲ့ဟာကိုအများအားလုံးသိအောင်လို့မိုက်ရထင်ညာကနေထပ်ပြီးတော့အားလုံးသိအောင်လို့မျှဝေပြင်မယ်မိုက်ရမျှဝေမှုလေးအကျိုးရှိတယ်ဆိုလို့ရှိရင်အသေးလေးပြီးကိုသိကျင်တဲ့အကြောင်းအရာလေးတွေ comment မှာရေးထားပြီးအများသိအောင်လေး share ပို့လို့ရပါတယ်အခုခင်မာကအရင်တော့ဆိုလို့ရှိရင်အိမ်အောင်ပြတဲ့အခါကျရင် အတက်ရွယ်မတိတ်မရင်းနာနေရှိတယ်လို့အရန်ကွာဟတဲ့ဟာတွေရှိတယ်။အမျိုးသမီးကငယ်တယ်အမျိုးသားကအသက်10နှစ်15နှစ်အနည်း20ကြီးတဲ့အထိပေါ့အလွန်ဆုံးကတော့အနည်း20ကြီးတဲ့အထိကွာတဲ့ပေါ့နော်အိမ်တော်ရေးမျိုးတွေရှိခဲ့တယ်။ဒါပေမဲ့ရှားပဲရှားတယ်အခုခေတ်နောက်ပိုင်းမှာကြတော့ဒီလိုအရာမျိုးတွေကဘလို့ဖြစ်လာလဲဆိုလို့ရှိရင်အမျိုးသမီးကအသက်ကြီးတယ်အမျိုးသားကငယ်တယ်เนาะအမျိုးသမီးက အမျိုးသားထက်ကို10နှစ်15နှစ်20တချို့ဆို25နှစ်ကြီးတာမျိုးတွေရှိတယ်။အိမ်တော်ပြုကြတဲ့အခါမှာမိတို့တွေအသက်ရွယ်ကအဓိကမကြပါဘူး။အဓိကတယောက်ကနှစ်တယောက်ကချစ်ပြီးတော့တယောက်နဲ့တယောက်ရက်တည်မှုကိုတယောက်နားလည်မယ်။အပြန်နဲ့နားလည်မယ်။ကျင်နာမယ်ချစ်မယ်။ကျကိုရဲ့ဟိုတယောက်ရဲ့ဖြစ်တည်မှုကိုတယောက်ကလက်ခံတယ်အာနားလည်ပေးနိုင်တယ် အခြေစည်းပေးနိုင်နေဆိုရင်အသက်ရွယ်ကအဓိကမဟုတ်ပါဘူးအသက်မတိမ်မရင်ယူထားပြီးတော့မတည့်လို့ကွဲသွားတဲ့အိမ်ဆောင်ရေးတွေတည်းအများကြီးရှိတယ်အသက်ရွယ်အရန်กว่าပြီးတော့အာတည်မြဲနေတဲ့အိမ်ဆောင်ရေးတွေရှိတယ်လို့ကွဲတဲ့အိမ်ဆောင်ရေးတွေလည်းရှိပါတယ်များသောအားဖြင့်အသက်မျိုးသမီးကငယ်ပြီးအမျိုးသားကကြီးတဲ့အိမ်ဆောင်ရေးတွေမြဲတာလည်းရှိတယ်လို့မမြဲတာလည်းရှိတယ်အမျိုးသမီးကအသက်အရန်ကြီးပြီးအမျိုးသားကငယ်တယ်ကွဲတာတွေလည်းရှိတယ် မကွဲတာတွေလည်းရှိတယ်ဘယ်အရာမဆိုအကောင်းအဆိုးကအမြဲတမ်းဒွန်တွဲနေတာเนาะဒွန်တွဲနေတာအဲ့ချိန်မှာကိုယ့်ရဲ့ရွေးချယ်မှုမှန်ကန်မှုလို့လည်းပွင့်လင်းဖို့လို့လည်းခုနကမဲကြီးပြောသလိုပေါ့တယောက်ရဲ့ဖြစ်တည်မှုကိုတယောက်ကလက်ခံနိုင်ဖို့ပဲအရေးကြီးတယ် နော်ဆင်းရဲတာချမ်းသာတာရုပ်ချောတာမချောတာကိုကြိုက်ဖို့နော်ကိုကချစ်တယ်ချစ်မြတ်နိုးတယ်ဆိုရင် ကိုရွေးချယ်ထားတဲ့သူဘာပဲဘလို့ကိုနဲ့မတွေ့ခင်မှာဘလို့အကြောင်းအရာတွေပဲကြော်ဖြတ်လာတဲ့ကိုရဲ့လက်ရှိအနေအထားတစ်ခုမှာအရန်ကိုကိုအတွက်ပေါ့နော်အာကိုလည်းချစ်တယ်ကိုရဲ့ဘယ်လိုပြောမလဲ အဲကိုနဲ့သူနဲ့လည်းနှစ်ဦးသဘောတူအဲတန်တိုင်မင်မင်ပုပ်ပွင့်လင်းလင်းရှိတယ်အပေးယူတယ်မျှတယ်ဆိုလို့ရှိရင်အဲ့တော့ပြုလို့ရပါတယ်အသက်ရွယ်ကအဓိကမဟုတ်ပါဘူးမရဲ့မျှဝေမှုလေးအကျိုးရှိရင်ရှယ်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်